အခုဖြစ်သူမင်္ဂလာဆောင်မဲ့အကြောင်းလုံးဝမသိဘူးလို့ညင်းလာတဲ့အဲလာရွှေစင် Hello 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 ဆယ်လီမမလာပါပြီရှင်အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ် ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်လွန်ခဲ့တဲ့ရက်တွေက Facebook တခွင်မှာပရိသတ်တွေစိတ်ဝင်စားပြီးတော့ခရက်ထထွားတဲ့အကြောင်းအရာတခုရှိပါတယ်အဲ့ဒါကတော့ပရိသတ်တွေမျှော်လင့်ထားတဲ့တရုတ်ဆောင်ဟင်းဝီယံမင်္ဂလာဆောင်တော့မေဆိုတဲ့သတင်းမှာပရိသတ်တွေရဟင်းဝီယံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတောက်လျှောက်ဆိုသလိုစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်ဟင်းဝီယံဘယ်တော့များမင်္ဂလာဆောင်မလဲဘယ်သူနဲ့မင်္ဂလာဆောင်မလဲဆိုတဲ့သတင်းတွေကိုသိကျင်ကြတာဖြစ်လို့မီဒီယာတွေနဲ့တွေ့ဆုံတဲ့အခါတိုင်းမှာအင်တာဗျူးတွေတိုင်းမှာတောက်လျှောက်ဆိုသလိုမေးမြန်းတတ်ပါတယ်ဒါပေမဲ့ဟင်းဝီယံက ဘယ်တော့မှစိုးတိတိကျကျဖော်ပြလိမ့်မရှိပဲသူ့အနေနဲ့အိမ်အောင်ပြုဖို့ကံပါလာရင်တော့အိမ်အောင်ပြုခွင့်ရမှာပါလူပြိုကြီးလုပ်ဖို့ကံပါလာရင်လည်းလူပြိုကြီးလုပ်ခွင့်ရမှာပါဒါမှမဟုတ်လို့ရှိရင်လည်းဖုန်းကြီးဝစ်ချင်ရင်လည်းဝစ်သွားမှာပေါ့ဆိုတော့မတင်မကျဖြေမျိုးတွေသာပေးနေတာဖြစ်ပါတယ်ဟိဝရန်ကိုပရိသတ်တွေကစိုးပြေတဲ့စင်းနဲ့သဘောတူကြတယ်စိုးပြေတဲ့စင်းနဲ့နေရာသားတွေ့ဆုံတဲ့အခါမှာအင်တာဗျူးတွေမင်းရင်လည်းစနောက်ပြီးဖြေဆိုနေတတ်တာကလွဲရင်တိတိကျကျဖော်ပြထားတာမျိုးမရှိပါဘူးဒါပေမဲ့ပရိသတ်တွေကတော့သူတို့နှုတ်ကိုလက်ထပ်စီးခြင်းကြတာပါသူတို့နှု တဦးရဲ့ဆက်ဆံပုံရင်းနှီးပုံနဲ့အကြည့်တွေစကားပြောဆိုဟန်တွေကတာမန်အမှုပညာရှင်မောင်နှမတွေလိုဆက်ဆံနေကြတာမျိုးနဲ့မတူဘဲတာမန်ထက်ပိုနေတဲ့ဆက်ဆံရေးတွေရှိနေတယ်လို့အားလုံးကလည်းယူဆထားကြတာဖြစ်ပါတယ်ပြောရမယ်ဆိုရင်သူတို့နှစ်ဦးချစ်သူဖြစ်ပြီးတယောက်နဲ့တယောက်ချစ်နေတာသူတို့နှစ်ဦးကလွင်တနိုင်ငံလုံးတည်တယ်ဆိုတဲ့အနေအထားပါဒါပေမဲ့အားလုံးကလည်းဒါကိုလက်ခံပြီးတော့သူတို့ရဲ့မင်္ဂလာသတင်းကိုစောင့်စားနေကြတာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာတော့ဟင်းဝင်ရန်ကသူ့ရဲ့မွေးနေ့အတွက်မွေးနေ့အလှူလုပ်ခဲ့တယ်မိသားစုအစုံလင်လည်းတက်ရောက်ခဲ့တာဖြစ်ပြီးမီဒီယာတွေနဲ့တွေ့ တွေ့ဆုံတဲ့အခါမှာတော့ဖခင်ဖြစ်သူက2025ခုနှစ်ထဲမှာဟင်းဝင်ရန်အတွက်မင်္ဂလာတင်ရှိကြောင်းအားလုံးသဘောကျနှစ်သက်သဘောတူထားတဲ့သူနဲ့ပဲလက်ထပ်ပြီးသွားမှာဖြစ်ကြောင်း အခုပြည်သက်တွေတည်ထားတဲ့သတင်းတွေကအမှန်ဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ဟင်းဝင်ရဲ့မိခင်ကလည်းမမီရတော့ဘာမှအတိတ်ကြကြမပြောထားပါဘူးဆိုပြီးကာပါလုပ်ခဲ့ပါတယ်။ဒီကြောင်းရနဲ့ပတ်သက်ပြီးဟင်းဝင်ရဲ့ဘက်ကလည်းညင်းဆိုထားတာမျိုးမရှိသလိုအတိအကျပြောပြရမယ့်အချိန်ရောက်ရင်ကျွန်တော်ကိုယ်တိုင်ပြောပြမယ်လို့ပြောဆိုခဲ့ပါတယ်။ဒီကြောင်းရရင်းနဲ့ပတ်သက်ပြီးညီမဖြစ်သူအဲလာရွှေစင်ကတော်တော်လေးကို surprise ဖြစ်သွားတာပါ။အင်တာဗျူးမှာသူ့ဖေပြောလိုက်တာကိုလည်း तू မသိသလိုသူ့အကိုရဲ့မင်္ဂလာသတင်းကိုလည်း तू မသိတဲ့အတွက်ရှင်းနေတောင်ခုံသွားခဲ့ရတယ်လို့ပြောပါတယ်။အကိုရဲ့မင်္ဂလာသတင်း င်းကိုတကယ်ကိုမသိပါဘူးအဲ့ဒီလိုဖြစ်သွားလားတကယ်ကိုစိတ်လို့ရှာရပါတယ်ဘသူနဲ့မင်္ဂလာဆောင်မလဲဆိုတော့မှသူတကယ်ကိုမသိပါဘူးလို့ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်ဒါရီနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကတော့မိသားစုမောင်နှမတွေအားလုံးကနှုတ်လုံးကြတယ်လို့သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်အဲလာရှင်စင်ကတော့သူ့ကိုယ်နဲ့လက်ထက်မဲ့သူကသူ့ရဲ့ရောင်းမဖြစ်လာမဲ့သူတေချာပေါက်သူ့ရဲ့စိတ်နှလုံးသားနဲ့နီးစပ်တဲ့သူဖြစ်ပါလိမ့်မယ်လို့ပဲပြောပြခဲ့တာဖြစ်ပါတယ်နောက်ပြီးသူ့အကိုချက်လို့ရွေးချယ်ထားတဲ့သူကိုသူတို့ကလည်းချစ်မှာပါဆိုပြီးပြောပြထားပါတယ်ဒါကိုကြည့်ချင်းအားဖြင့်ဝိုင်းစု ုခိုင်သိန်းတဲ့တုန်းကလက်မခံခဲ့တဲ့ဟင်းဝီယန်တို့မိသားစုကဒီတစ်ခါမင်္ဂလာသတင်းများဖြစ်လာခဲ့ရင်စိုးပြစ်တစင်ဆိုတာကတေချာနေတဲ့သဘောပါပဲစိုးပြစ်တစင်ကိုတမိသားစုလုံးကချစ်တဲ့အတွက်ကြောင့်မှပြိသက်ကြီးရောအကိုတယောက်မင်္ဂလာဆောင်မကိုညီမဖြစ်သူအဲလာရွှေစင်ကမတည်ဘူးဆိုတဲ့အပေါ်မှာဘလို့တွေမချက်ပြူကြလဲဟင်းဝီယန်ကတကယ်ပဲနှုံးလုံနေတဲ့သူတယောက်လားဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်